ကဲဘာလို့မဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ဒီစနေနေ့မှာပွဲစဉ်တွေစရပြီเนาะအမေပွဲစဉ်တွေမနေ့ကတော့အမေပွဲစဉ်တော်တော်များများကဒီ body ဆိုရင်အထက်ကြီးလောက်ပဲမျှပါတယ်ဗျာเนาะမနေ့ကဆိုလို့ရှိရင်ဒီကိုမိုးတို့ကီတာဖေးတို့ကြီးလေးတွေပေးပြီးတော့ body အောင်သွားတယ်စုံဘောတော့မဟုတ် body ပဲအောင်သွားတယ်ကိုပေါင်းတော့ကြာတယ်ကိုကိုပေါင်းအောင်လေးတွေရကြတယ်ဒီ lesson ကတော့မနေ့ကပေးတဲ့ဂျာမန်ပွဲစဉ် ီဒီဘက်ကတိုင်းဒီဘရာသာလိုပြောမယ်ဆိုရင်ပြန်ပြီးတော့ဟိုလှည့်လောက်မထင်နဲ့မနေ့ကဂျာမန်ပွဲစဉ်ဆိုရင်လိုက်စစ်ပွဲစဉ်ဆိုရင်ကိုပေါင်းကြီးအဆမတိုင်ပြီးတယ်စီးစီးနဲ့ပြီးသွားတယ်ဆိုတော့ဒီနေ့မှာသတိရေးထားပြီးတော့ကျွန်တော်ကစားစစ်ခြင်းနဲ့ကဲဒါဆိုလို့ရှင်ပရီးမီးယားလိဒီနေ့ပရီးမီးယားလိမှာဒီမန်ချက်စတာမန်ချက်စတာစီးတီးပွဲစဉ်ရှိတယ်ဒီစပါတော့ဖူအောင်တကယ်ဟိုကစားလို့ကောင်းမဲ့အနေထားမျိုးပွဲစဉ်တွေရှိတယ်ဒီကျက်မှာကျွန်တော်အကြိုက်ဖြစ်မဲ့ပွဲစဉ်၃ပွဲလောက်ကျွန်တော်ရွေးချယ်ပြီးတော့၃သပ်ပေးမယ်ကဲဒါဆိုရင်ကျွန်တော်ပရီးမီးယားလိပွဲစဉ်ကျွန်တော်စ၃သပ်ပေးပြန်နော်လိုရင်းတွန်းလောက်ပဲကျွန်တော်၃သပ်ပေးမယ်ဘရာသာတို့ဘာလို့လဲဆိုတော့ ီလက်ရှိအပွဲစဉ်တွေကမနေ့ကလည်းပရာသောအမြင်ပဲနောက်တစ်ခုပွဲစဉ်တွေကြာလို့ရှိရင်ဘူဂီအနေနဲ့ပေးတဲ့ခြေတွေအလျောက်ပြောမစင်အောင်လိုက်ဟိုအောင်းတဲ့နေရာမှာအောင်ပြီးတော့ဟိုဒီတစ်ခုပွဲစဉ်တွေဆိုလို့ချင်းကြီးနင်းငံပေးပြောလဲကြာတဲ့နေရာကြာတော့တာဆိုတော့လက်ရှိဘူဂီရဲ့လက်ရှိဒီအနေထားကချန်ပီယံလိရူပါလိကိုထိုးစားတွေကိုချာကြွေးထားပေးမယ်လေဒီ MBA ပွဲစဉ်တွေမှာပြန်ပြီးတော့ဘလိုဘူဂီလှည့်စားမလဲဆိုတော့အဲ့ဒါပဲကျွန်တော်စဉ်းစားတယ်ဗျာနော်ကြည့်ဒါဆိုရင်ကျွန်တော်ဒီနေ့မှာဒီဘရာဗိုနဲ့ဘွန်လေး ဒီပုံစံလေးစပြီးတော့ကျွန်တော်ရှင်းကပ်ပြီး30ပြည့်ခြင်းမယ်လက်ရှိမှာပထမပေးတဲ့ခြေကတလုံး25ပြားရှုံခြေ5ပေါင်းခြေ3လုံး89ခြေဆိုတော့ဇေနရကြည့်မယ်ဆိုရင်ဘန်လေးဆိုတော့ဒီနေ့မှတန်တက်လာတဲ့အသင်းဒါပေမဲ့ဘန်လေးလက်ရှိဟိုဒီရာသီအစဒီလောက်တုန်းကဘန်လေးကပြောမယ်ဆိုလို့ရှိရင်ဟိုတော်တော်လေးကိုကောင်းခဲ့တယ်လက်ရှိခုနောက်ပိုင်းမှာဆိုလို့ကျွန်တော်သူ့အနေနဲ့ တန်းစင်းဆောင်နယ်ပယ်တမှာသွားပြီးတော့ပြော့မဆွင်ကျင်လန်နေတဲ့အနေအထားကိုဖြစ်တယ်ဆိုတော့ဘရက်ဖို့လက်ရှိပေးတဲ့ကြေးကကြေးအောင်နိုင်ရှင်နိုင်လားဆိုတော့လောလတ်မှာဘရက်ဖို့နောက်ဆုံးသားတဲ့ပွဲစဉ်အနည်းငယ်ဆုံး၃ပွဲမှာဆိုတော့သူတပွဲပဲကြေးအောင်တာရှိတယ်ညူကာဆယ်လိုတမျိုးကိုပဲ3-1လို့ရလိမ့်မယ်နဲ့ကြေးအောင်တာပဲရှိတယ်ခစ်ဆယ်ဘဲလို့ကိုလူးစင်းနဲ့ရှုံးတယ်လို့ဘရိုက်တောင်2-1နဲ့သူရှုံးတယ်ဆိုတော့ လောလာရာကြီးပြောရမယ်ဆိုရင်ဗရဖို့အနေနဲ့ရလက်ကောင်းလာမင်းမယ်ဆိုရလက်လက်သိကောင်းတာမရှိဘူးဒါပေမဲ့ဒီနေ့မှာဗရဖို့အနေနဲ့အိမ်ကွင်းမှာဘန်လီလိုသင်းမျိုးကိုကြေးပြန်ပေးတာဆိုတော့ဘန်လီရရလက်ကိုပြန်ကြည့်မယ်ဆိုရင်ဘန်လီလက်ရှိခုနောက်နောက်ဆုံးကစားတဲ့ပွဲစဉ်၃ပွဲဆက်တိုက်ဘန်လီအနေနဲ့ရှုံးနေခဲ့တယ်ဒီဝဟန်း3-2နဲ့သူ့အနေနဲ့ရှုံးနေထားသလိုရှယ်ဇီကို0-2နဲ့ရှုံးနေထားပြီးတော့ဒီပြောရမယ်ဆိုလို့ရှိရင်အာဆနယ်လိုသင်းမျိုးကိုလည်း0-2လို့ရလိမ့်မယ်အိမ်ကွင်းမှာ ရှုံးနေထားရဲဆိုတော့လောလက်လက်ဘန်လေးနောက်ဆုံးရှယ်စီနဲ့ကစားတဲ့ပွဲစဉ်တော့ရှယ်စီဘန်လေးကိုကြီးပေးတာအဲ့တုန်းကဘော်ဒီတလုံးပြားလာတဲ့ချိန်ကြီးရှယ်စီဝေးကွန်းနဲ့ဘန်လေးကိုကြီးပေးတယ်ပွဲလာနေရှိမှာတလုံးတည်ကြီးလောက်ကြီးလုံးလုံးထိုးကြသွားပြီးတော့စီတူနဲ့ရှယ်စီအနေနဲ့ဟိုကြီးအောင်လောက်ပဲလုတ်သွားဆိုတော့လောလက်အနေထားရကြီးမယ်ဆိုရင်ဘန်လေးအနေနဲ့ဝဟန်းနဲ့ကစားတဲ့ပွဲစဉ်တပွဲလောက်ပဲသူဂိုးပေါ်တာပဲရှိသေးတယ်နော်ဒီအာဒီနဲ့ကစားတဲ့ပွဲစဉ်လည်းစီတူနဲ့သူချုံတို့ရှယ်စီနဲ့လည်းစီတူနဲ့ချုံနဲ့ဆိုတော့ကျွန်တော်အနေထားနဲ့ပြောမယ်ဆိုရင်ဘန်လေးကသူမတွန်းလန့်နိုင်တဲ့တော်တော်များများအသင်းနဲ့ဆိုရင်ဂေါ်တာများတယ် ဝမ်းစင်သူကိုပြန်ရတယ်ဘလို့ကိုရလဲဆိုဝမ်းဆိုတော့ဒီနေ့မှာဘရာသာလို့မြင်ပဲเนาะပြီးကြတဲ့နေ့နဲ့ရှင်ဒီနေ့မှာဝမ်းဆိုတော့ပဲပွဲနဲ့ကစားကစားအပြန်လန်ကိုပေးကိုယူမျှနေတဲ့အသင်းဒါကြောင့်မို့သူဘန်လင်းနေနဲ့သူပြန်ပြီးတော့ခုခံနိုင်တဲ့အသင်းတော်တော်များများဆိုရင်တော့ဟိုဘန်လင်းအသင်းနေနဲ့ကိုပြန်ရပြီးတော့ဂိုးတွေပေါ်တာများတယ်ဒါဆိုရင်ဒီနေ့ဘရက်ဖို့လိုသူမျိုးကသူပြန်ပြီးတော့တွန်းလာနိုင်မဲ့အသင်းမျိုးဖြစ်နိုင်လောက်လားလို့မေးမယ်ဆိုရင်ဘရက်ဖို့ရလက်ကလည်းဆန္ဒကျွန်တော်ပြောခဲ့သလိုပဲเนาะသူလောက်ဆုံးကစားတဲ့ပုံစံ၃ဝင်းပါဆိုရင်တပွဲပဲသူကြည့်အောင်ထားတယ်ညူကဆိုလိုသူမျိုးကိုပဲကြည့်အောင်ထားတယ်ဆိုတော့ လက်ရှိ Bravo တလုံး25ပြားရှုံကြီးကတကယ်တမ်းဈေးရန်ရကြည့်မယ်ဆိုရင်အ ਨੇ စုံ2စီးလောက်သွားမှအနေထားမှာဒါပေမဲ့ကိုပေါင်းကြီး3လုံး80နှစ်ကြီးပေးထားတယ်ဆိုတော့ဗန်လီဘက်ကကိုရမယ်ဆိုရင်ဒီနေ့မှာကိုဘုတ်ရရန်လုံးများတယ်ဘာလို့လဲဆိုတော့စောနာကျွန်တော်ပြောသလိုပဲဗန်လီကသူနဲ့ပကုန်းချင်းရှင်လုံးရတဲ့အသင်းတော်တော်များများကိုသူအပြန်အလှန်ကိုပြန်ရယူနိုင်တဲ့အနေထားမျိုးလောလဘ Bravo ကအဆင့်73မှာဗန်လီကအဆင့်79မှာ Bravo ဒီနေ့ပေးတဲ့ကြီးကလည်းမှန်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 တယ် နော်လက်ရှိသူအစဉ်စောနေဟုတ်အစဉ်စကူမှာရောက်ရှိနေတဲ့အတင်းကိုကြေးပေးတယ်ဒီရက်နောက်ပိုင်းဆိုရင်ကျွန်တော်အစဉ်စရားနဲ့ပဲပြန်ပြီးတော့သုံးသပ်မှအနေထားမျိုးဘာလို့လဲဆိုတော့မနေ့ကဆိုလို့ရှိရင်ဘာသာအမြင်ပဲ license ဆို license ဆိုရင်ပြောမစင်ရင်ပဲ license နဲ့ဒီ motion color ဘတ်ဆိုရင်အများကြီးအစဉ်စရားကွာတယ်မနေ့က license ပေးတဲ့ကြည်ဟာ level 20ကျုံးချင်းပြသက်ရှင်ဒီလောက်ပဲ online မှာကြေးပေးတယ်မနေ့က motion color ပဲဘောဒီကြီးမှာဆိုရင်ပြသက်လောက်ကြေးအောင်သွားတယ်ဒါကြောင့်မို့ပုဂ္ဂိတွေပေးတဲ့ဒီကြေးတဲ့အနေထားတော်တော်လေးကိုစကားပြောပါဗျာနော်ဒီနေ့မှလည်းဒီတိုင်းပဲ ဘယ်လိုလက်ရှိပြတဲ့ကြီးကတလုံး25ပြောက်ချုံဈေးတန်းရတန်လာလို့မျိုးဆိုတန်းတယ်ဒါပေမဲ့ကိုမောင်ရကြည့်မယ်ဆိုရင်3လုံး9ဆလိုင်းကြီးဘန်လေးဘက်က900မယ်ဆိုတော့9ဘနဲ့ရရှိတယ်ဆိုတော့လောလတ်မှာဘန်လေးကဆင်းဆက်ကိုတန်းဆင်းဆုံးနယ်ပယ်ထဲမှာကျင်လန်ရရဲ့အတွက်ကြောင့်လောလတ်ရမကလည်းဆင်မပဲပိုင်စားရဲဆိုတော့တကယ်တော့ဒီနေ့မှာဘန်လေးအနေနဲ့ဘရက်ဖို့လိုတင်မျိုးကတော့ပြန်ပြီးတကြော့ပြန်နိုင်သွားမယ်ဆိုရင်တောင်းမလဲသူ့အနေနဲ့တန်းဆင်းဆုံးနယ်ပယ်ထဲရလွတ်ပြီးတော့ဆင်းဆက်ချက်နော်ဒန်ဖော်ဒ်နေရာမျိုးကိုသွားပြီးတော့ရရှိမှာဖြစ်တဲ့ကြောင့်ဘန်လေးနဲ့ဒီနေ့မှာ breakfast လိုအသင်းမျိုးကိုပြန်လာပြန်ပြီးတော့ခုခံနိုင်လိမ့်မယ်ကျွန်တော်ယူဆတယ်နောက်တစ်ခုပြောချင်တာဘန်ဒီ breakfast ရဲ့အားလက်ချက်ကိုပြန်ကြည့်မယ်ဆိုရင်လည်း breakfast နောက်ဆုံးစားတဲ့ပွဲစဉ်3ပွဲလုံးမှာဆိုရင်3ပွဲလုံးပြန်မသိရင်ဂိုးပေးပြီးမှဖြတ်သန်းတဲ့အနေအထားမျိုးနော်3ပွဲမှာဆိုရင်2ပွဲရှုံး2ပွဲနိုင်ရလကဆိုရင်ရှုံးအရှုံးရဲ့ပွဲစဉ်အပါဝင်နိုင်တဲ့ပွဲစဉ်အပါဝင်ဆိုရင်ပြန်မသိရင်ကိုဂိုးပေးကိုယူမျှပြီးမှပြန်ပြီးတော့သူ့အနေနဲ့ ဟိုပေါ့ဒီတုတ်ပြနိုင်တဲ့အနေအထားဖြစ်တဲ့ကြောင့်ဒီနေ့မှာဒီပွဲစဉ်ကဂိုးပေါ်ရန်ငယ်ဂိုးပေါ်ကိုရန်ငယ်လုံးများပါတယ်ဗျကျွန်တော်နေပြမယ်ဆိုရင်တော့ဒီနေ့မှာဗန်လင်ကိုရနိုင်ခြင်းရှိတယ်ဘရက်ဖို့ပေးတဲ့ဂျီမအောက်မကောင်းလားမဟုတ်ကောင်းတယ်ဒါပေမဲ့ဒီနေ့မှာအပြန်လန်ကိုပြန်ရနိုင်ခြင်းရှိပါတယ်ဗျကျွန်တော်တော့ဂိုးပေါင်းပေါ်ပဲအကြိုက်ပါတယ်ဗျเนาะအကြိုက်ဒီမှာဆိုရင်ဂိုးပေါ်ပဲကျွန်တော်အကြံပြုပါတယ်ဗျခေတ္တဆိုကျွန်တော်နောက်တစ်ပတ်သားမယ်နောက်တစ်ပွဲကကျွန်တော်စပန်းနဲ့ဖူဝင်ပွဲစဉ်နဲ့သွားမယ်ပြီးရင်တော့ကျွန်တော်မန်စီးတီးပွဲစဉ်ကျွန်တော်သုံးသပ်ပြန်မန်စီးတီးကတော့နောက်ဆုံးမှကျွန်တော်သုံးသပ်ပြန်မယ်နော်စပါးပွဲစဉ် စပါလက်ရှိပြတဲ့ကျ level ပြား90ရှုံချီကိုပေါင်းချင်းနှလုံးပြည့်ရှုံချီဆိုတော့စပါဒီနေပွဲစဉ်ကဈေးနဲ့ရကြည့်မယ်ဆိုရင်ကောင်းလောက်လာလို့ကျွန်တော်မေးမယ်ဘာလို့လဲဆိုတော့လောလတ်ဒီပရီးမီးယားလိမာကဒီဘယ်လိုပြောမလဲဆိုရင်စပါဖြတ်တန်းခဲ့တဲ့အနေအထားမျိုးပြန်ကြည့်မယ်ဆိုရင်စပါအနေနဲ့အာယူ41နဲ့သူရှုံနေအာဆင်နယ်ကစားတဲ့ပွဲစဉ်တော့လည်းအာဆင်နယ်ကစပါလို့ဒီမျိုးကိုတလုံးပြား90ရှုံချီကြည့်ပေးတယ်ကြည့်ပေးပြီးတော့41လို့ရလဲမနဲ့စပါအဝေးကွန်းနဲ့ရှုံသွားတယ်ဆိုတော့လောလတ်ပရီးမီးယားလိမာကပြောမယ်ဆိုရင်နောက်ဆုံးနှစ်ပွဲစလိုက်စပါအနေနဲ့ရှုံနေထားတယ်ရှယ်စီကိုဇီဝမ်းနဲ့ရှုံတယ် ပြောမယ်ဆိုလို့ရှိရင် RU 41နဲ့ရှုံးတယ်မန်ယူလိုသင်းမျိုးကိုပဲတူးတူးတို့ရက်လက်မြဲသူအင်ကုန်းမှာတည်ကြတာပဲရှိတယ်ရက်လက်ပိုင်ရကြည့်မယ်ဆိုရင်ကောင်းလာလို့မြင်မယ်ဆိုရင်တိတ်ပြီးတော့ကောင်းတာမရှိဘူးဗလားသားတို့အစောနာသူလည်းဘန်လင်လုံပဲနော်သူတုံတောင်ပခုံးချင်းရှင်လုံးရတဲ့အသင်းလောက်ပဲသူအနေနဲ့ပြန်ပြီးတော့ဂိုးရှိနိုင်တဲ့အနေထားမျိုးဘာလို့လဲဆိုတော့မချက်တောင်ရက်လက်သင်းမျိုးကိုသူတူးတူးတို့ရက်လက်မြဲနဲ့အင်ကုန်းမှာတည်ကြထားတဲ့အတွက်ကြောင့်ဒါကြောင့်မို့တုံတောင်အသင်းတော်သူအနေနဲ့ဖြုံတော့မဖြုံပြန်ပြီးတော့အပြန်အလှန်တုတ်ပြန်နိုင်တဲ့အနေထားမျိုးကျွန်တော်ယူဆတယ်ဒါဆိုရင် ကြေးအောင်လာလို့မေးမယ်ဆိုရင်လောလတ်မှာဆိုရင်သူကစားတဲ့ပွဲစဉ်နောက်ဆုံး၃ပွဲမှာဆိုလို့ရှိရင်တော့မန်ယူနဲ့ပွဲကစားတဲ့ပွဲစဉ်တပွဲလောက်ပဲသူပြောမယ်ဆိုရင်ကြေးအရာမကြခဲ့တာပဲရှိခဲ့ဘူးလေအာအာယူကိုကြေးချုံနဲ့ပြောမယ်ဆိုရင်ရှယ်ဇီလိုတဲ့မျိုးကိုကြေးချုံနဲ့ဆိုလောလတ်စပတ်နဲ့ကြေးအောင်နိုင်မယ်ဆိုရင်တော့ဒီနေ့နေရာမျိုးကအောင်တဲ့အနေအထားမျိုးယူဆတယ်ဒါပေမဲ့ဖူအောင်ကျွန်တော်ပြန်ကြည့်မယ် ပွန်လောလကစားတဲ့ပွဲစဉ်မှာဆိုရင်သူနောက်ဆုံးကစားတဲ့ပွဲစဉ်ဆန္ဒနာလို့တင်မျိုးကို level ပြား80ရှုံးချေးပေးပြီးတော့1-0ရလဲမနဲ့အင်ကွန်းမှာနိုင်ခဲ့တာနောက်ဆုံးဒီစံမြန်လေးတွေကျွန်တော်တို့မဝင်ခင်အပတ်ကပဲကျွန်တော်တို့ပြောကျွန်တော်တို့ဒီပြီးခဲ့တဲ့ video တွေမှာပြောခဲ့သေးတယ်เนาะဒီဆန္ဒနာလို့တင်မျိုးဒီအစင်စရာရောက်အထက်ဆုံးအတင်းရမဟုတ်အစင်30ကျော်အတင်းရ level ပြား80လောက်ချေးပေးပြီးတော့1-0နဲ့ကတ်နိုင်သွားတယ်ဆိုတော့ကျွန်တော်ပြောခဲ့သေးတဲ့ brother တို့ပြီးခဲ့တဲ့ video တွေမှာရှိလိမ့်မယ်ဒါကြောင့်မို့လောလပိုင်းအကြည့်မယ်ဆိုရင်ဖူဟန်အနေနဲ့သူ နိုင်တဲ့အနေအထားမျိုးတွေမှာဆိုရင်သူကိုယ်တိုင်ဈေးရန်ရပေးပြီးတော့နိုင်သွားတဲ့အနေအထားမျိုးတွေကြည့်ပဲဒါပေမဲ့ဒီနေ့အနေအထားမျိုးကကျွန်တော်လည်းပြောမယ်ဆိုရင်ရလက်ပံရကြည့်မယ်ဆိုရင်လက်ရှိမှာဖူဟန်ရှုံးခဲ့တာဆိုတော့အေဗနာလုံးသင်းမျိုးကိုပဲတူးစင်းနဲ့ရှုံးတာပဲရှိတယ်။ဒီရဲ့ရင်ကစားတဲ့ပွဲစဉ်ဥပါလာလုံး3-3နဲ့နိုင်တယ်။စနလောင်း1-1နဲ့နောက်ဆုံးစားတဲ့ပွဲစဉ်နိုင်တယ်ဆိုတော့လောလက်ပံရကြည့်မယ်ဆိုရင်ဖူဟန်လေးနဲ့ကြည့်အောင်လားနှစ်ပွဲဆက်လိုက်ရှိနေပြီ။ဒီနေ့မှာကြည်ဆက်လက်ပြီးအောင်သွားနိုင်မလား။ဒီပွဲစဉ်အရကျွန်တော်ကြည့်မယ်ဆိုရင်လောလက်လက်ဒီနေ့မှာဂိုးပေါင်းညင်းပြင်းတာဆိုလို့မန်စီတသိမ်းပဲရှိတယ်။ နော်ဒီပြောမယ်ဘော်ဒီဂျီမာစင်တာဒီတိုင်းပဲနော်ပြင်းလာဆိုလို့မန်စီတင်းမဲ့ရှိတယ်နောက်တစ်ခုပြောချင်တာကဒီနေ့မှာဂိုပေါင်းချင်းရှုံဆုံးအသင်းကိုပြောပါဆိုလို့ရှင်စပါနဲ့နျူကာဆယ်ဒီနေ့ပွဲပဲရှိတယ်ဘရာသာတို့ဒါကြောင့်မို့ဒီနေ့ပွဲစဉ်မှာဆိုလို့ရှင်နျူကာဆယ်တော့ကျွန်တော်မထင်ဘူးဘာလို့မထင်ဘူးဆိုလို့ရှင်မထင်မထင်ရလဲတော့သူ့အနေနဲ့ဂိုးတွေကဖောက်တာတွေများတယ်ဒါကြောင့်မို့ လက်ရှိစပါနာဖူဟန်ပွဲစဉ်မှာဆိုရင်ဖူဟန်နေနဲ့နောက်ဆုံးဆန္ဒလောင်းကစားတဲ့ပွဲစဉ်တော့လေဒါမှမဟုတ်သူ9တင်းနဲ့ဆိုရင်9တင်းနဲ့ချင်းမျိုးပေးပြီးတော့ဖြတ်သန်းတဲ့အတွက်ကြောင့်ဒီနေ့မှာစပါအိမ်ခွင်းမှာဖူဟန်ကြေကျော်ချင်းခံထားရတဲ့အတွက်ကြောင့်နိုင်ငံ့မယ်ဆိုတော့ဒီပွဲစဉ်ဟာစပါနိုင်လဲ1စီပြောမယ်ဆိုရင်ဖူဟန်နိုင်လဲ0ဒီလောက်နဲ့ပဲကျွန်တော်သွားမှတ်ထင်တယ်အနည်းဆုံးဒီပွဲစဉ်ကျွန်တော်တေလောက်ပဲသွားမှတ်ထင်တယ်ဘယ်လိုလဲစီစီ1 1ဘယ်လိုမျိုးတေလောက်ပဲကျွန်တော်သွားမှတ်ထင်တယ်ဘာလို့လဲဆိုတော့ဟိုလက်ရှိမှာစပါလဲအိမ်ခွင်းဖြစ်ပြီးတော့နိုင်ကြီးကောင်းကောင်းမဖောက်နိုင်ဘူးလားဆိုတော့အဲကြောင့်မကျွန်တော်ပြောချင်တာကဒီဖူဟန်ကတော့လက်ရှိလောလောလတ်လတ်မှာ ြေဇေရန်ရအောင်ခဲ့တာနှစ်ပွဲစတိုက်ရှိသွားပြီစပါလောလောလတ်မှာဇေရန်ရအောင်ခဲ့တာနောက်ဆုံးမန်နာကစားတဲ့ပွဲစဉ်တစ်ပွဲလောက်ပဲတေပြန်ခွာကြစ်လောက်နဲ့ပြားစံလောက်ပဲရှုံးကမစံရှုံးလိမ့်မယ်အနေထားမျိုးရှိတယ်တခြားပွဲစဉ်တစ်ပွဲအားအီးကိုဒီပြောမယ်ဆိုလို့ရှိရင်ရှဲဒီကိုကစားတဲ့ပွဲစဉ်တွေမှာဆိုရင်စပါနဲ့ရှုံးလိမ့်တာဆိုတော့လောလောလတ်လေဗယ်ပြား90ရှုံးလောက်ကြီးပေးထားတဲ့အတွက်ကြောင့်တကယ်တမ်း ထိုးစားတွေကတကယ်တမ်းကြေးရှာပေးတာစပောက်ကြေးရှာပေးနေတယ်ထိုးစားတွေဘယ်သူမှမစိုးဘူကီတွေကြိုက်နေတဲ့စပောက်ပဲကြိုက်နေတဲ့ level ပြား90ရှုံးရလောက်ပဲကြေးရှာပေးရတော့ကြောင်ကျွန်တော်ကတော့အဲ့လောက်ကြီးရိုးရှင်းနေမယ်ကျွန်တော်မထင်ပါဘူးဗျာနော်တကယ်တမ်းစပောက်အင်္ဂလန်အင်္ဂွဖြစ်တယ်ပူအန်လတကယ်လို့စပောက်အင်္ဂလန်အင်္ဂွဖြစ်တယ်ပူအန်လသင်းမျိုးကိုတကယ်တမ်းသူ့နဲ့နိုင်လောက်မယ်ဆိုရင်တော့ level အပြည့်ရှုံးရင်းတင်းတင်းပေးလို့ရပါတယ်ဗျာဒါကတော့ဟိုကျွန်တော်ရဲ့အတွေးမြင်ကျွန်တော်ပြောပြပေးတာနော်ဘာလို့လဲဆိုတော့ ဒီဖွန်တော်မနဲ့သူနိုင်တဲ့အနေအထားမျိုးမှာနိုင်တဲ့ဂျင်မျိုးပေးပြီးဖြတ်တန်းခဲ့တာပဲဗျာနော်ဒါကြောင့်မကျွန်တော်တိကျပြောချင်တာကတော့လက်ရှိစပါပေးထားတဲ့ဂျီကကျွန်တော်သိပ်မကြိုက်ပါဘူးဗျာအင်ငွေအာသာချက်ကြောင့်ဘူဂီရဲ့နဲ့ထိုးစားတဲ့အချက်လောက်ပဲကျွန်တော်ရှာပြလို့ကျွန်တော်ယူဆတယ်ကျွန်တော်ကတော့ဘူဂင်းဖြစ်တဲ့ဖူအမဲကျွန်တော်အကြံပြုပါလေဗျာနော်ကျွန်တော်စနပြောသလိုပဲဒီဘွဲဟာ CC 11လောက်ပဲကျွန်တော်တောက်ဖို့များတယ်တကယ်လို့သေချာခဲ့မယ်ဆိုတော့လက်ရှိစပါ level ပြား90ချုံကြီးပြေးတာတကြောင်ကျွန်တော်တို့အနေနဲ့ပြား90လောက်နိုင်မဲ့အနေအထားမျိုးကျွန်တော်ယူဆတယ်ကျွန်တော်ကတော့ဖူအံပေါ်တွေပဲကျွန်တော်အကြံပြုပါလေဗျာနော်ကဲဒါဆိုရင်ကျွန်တော် နောက်တစ်ပွဲသွားမယ်ဗလားသားတို့နောက်တစ်ပွဲကဒီမက်ဆာဆာစီဒီနေ့မှာဟိုဘယ်လိုပြောမလဲဆိုလို့ရှိရင်ဘလားသားအနေနဲ့ဟိုအမေးပွဲစဉ်ကဒီနေ့မှာပြန်ပြီးတော့မနေ့ကနဲ့ရှင်မယ်ဆိုဒီနေ့မှာတော်တော်လေးကိုများတယ်ကစားလို့ကောင်းမဲ့အနေထားမျိုးเนาะဒါကြောင့်မို့ဟိုဘလားသားအနေနဲ့ဟိုမနေ့ပြန်မှာဆိုတော့တကယ်အသိကြီးတွေရှိကြတယ်ဒါကြောင့်မို့ဒီနေ့မှာကျွန်တော်ကတော့ကစားမယ်ဆိုလို့ရှိရင်တော့မနေ့ဈေးတန်းရကြည့်ပြီးတော့ကျွန်တော်ကစားစစ်ရှင်တယ်ဘာလို့လဲဆိုတော့အသိကြီးဆိုလို့အသိကြီးကျွန်တော်မလိုက်စစ်ချင်ဘူးเนาะ ကဲဒါဆိုရင်နောက်တစ်ပွဲကမန်စီးတီမန်စီးတီကဘော်ဒီမှာနှလုံးပြား60နိုင်ရေဂိုးပေါင်းကြီး3လုံး35ရှုံကြီးဆိုတော့ဒီပွဲစဉ်လေးအမြင်လဲကျွန်တော်သုံးသပ်ပေးမယ်ဗျာနော်လက်ရှိမန်စီးတီပေးတဲ့ကြည်နိုင်လောက်ရှိလားဆိုလီယူနိုက်တက်လီယူနိုက်တက်ဆိုဒီနှစ်မှာတန်တက်လာတဲ့အသင်းသူလည်းဗန်လီလည်းဘာမှမထူမချာနာပဲဘာလို့လဲဆိုတော့ဟိုဒီဟိုဒီယာတီအစတုန်းကအစဒီယာတီအစပဲပြောပါတော့ဗျာနော်ယာတီဒီဒီယာတီဆက်ဆက်ချင်းမှာလီယူနိုက်တက်ဆိုတော့ကအဗန်လိုသင်းမျိုးကိုလေဗယ်ပြ90ရှုံရှုံကြီးပေးပြီးတော့သူ့အနေနဲ့1စီးနဲ့ ြည့်အောင်ထားတဲ့အသင်းဘာလို့လဲဆိုတော့ဒီနေ့မှတန်းတန်းလာအသင်းကပရီးမီးယားလိမ်မှာကျင်းလေတဲ့အသင်းကိုပြောမစင်ကြေးပေးပြီးတော့ဖြတ်နိုင်ခဲ့တာဆိုပထမဆုံးပွဲစဉ်ဒီပွဲစဉ်ပဲရှိတယ်ဗရာသာဒါကြောင့်မို့လီယိုနာတက်ကိုပြန်ကြည့်မယ်ဆိုရင်လီယိုနာတက်လက်ရှိအနေထားကအစင်းသေးကကြည့်မယ်ဆိုရင်အစင်းကဟိုးတန်းဆင်းဆုံးပန်လေးရထားမှာအစင်းဆက်ချက်မှာမန်စီဒီနေ့ပေးတဲ့ level ပြောမစင် sorry မန်စီဒီနေ့ပေးတဲ့နှလုံးပြ69ကြီးတကယ်တမ်းဈေးတန်းရတန်လားလို့မေးမယ်ဆိုရင်မတန်သေးဘူးဗရာသာတို့တကယ်တမ်းပေးမယ်ဆိုရင်မန်စီရဲ့ရှေ့တန်းရပေးမယ်ဆိုရင်နှလုံးသေးကြီးတင်းတင်းပေးလို့ရတယ် ဘာဒီလက်ရှိလေးယူနိုက်တက်ကိုအသင်းမျိုးကိုကျွန်တော်ပြောလာနော်တကယ်ကြည့်ပြမဲ့ဆိုရင်နှလုံးသေးကြီးပြလို့ရတယ်ဘာလို့လဲဆိုတော့တစ်ဖက်သက်ပဲကျွန်တော်ကြည့်ရမှန်အနေထားမျိုးဒါပေမဲ့ကိုပေါင်းချင်းသုံးလုံးပြား30ချုံကြီးကျွန်တော်ထင်ပြောမယ်ဆိုရင်မန်စီးတီးဖြစ်တဲ့ကလေးပွဲစဉ်တောင်ပြန်ကြည့်မယ်ဆိုရင်နောက်ဆုံးနယူကာဆယ်လိုအသင်းမျိုးကို2-1နဲ့သူချုံတယ်လီဗာပူးသူတို့အိမ်ခွင်းမှာလည်းပဲပြချုံကြီးပြီး3-9နဲ့ဆိုတော့လောလတ်ပိုင်ရန်ကြည့်မယ်ဆိုရင်မန်စီးတီးကရှေ့တန်းကဟို ညံနေရောတိတ်မပါသေးဘူး brother သူနိုင်တဲ့နာတဲ့နေဆိုရင်နိုင်တယ်လက်ရှိလီဗာပူးဆိုတာဒီနေ့ဒီနေ့မှာဆိုရင်တော်တော်လေးကိုရှေ့ဆန်းကကြာဆက်နေတဲ့အသင်းမစီးအနေနဲ့ကိုပြနေနိုင်သွားတယ်နေကဆိုလူသင်းမျိုးကိုမစီးနဲ့ကြေးပြပြလေးပြပြပြီးတော့2-1လို့ရတယ်မနက်တော့အဝေးကမှာရှုံးတာလဲဆိုတော့လောလတ်ပန်းကြီးမစီးသူရှုံးခဲ့တာဆိုနေကဆဲအသင်းတသင်းပဲရှိတယ်အသင်းနေကဆဲအသင်းတော့ကလည်း2-1လို့ရလဲမနက်ရှုံးတာဆိုတော့ပြိုင်မဲ့အသင်းကိုသူကိုပေးရတာနည်းနည်းလေးရာခိုင်နှုန်းများတယ် brother တို့ဟုတ်လဲဆိုတော့ဘုံမောင်းကစားတဲ့ပွဲစဉ်3-1လို့ရလဲမနက်သူအနေနဲ့ပြောမယ်ဆိုလို့ရှင်တကူပေးရတယ် နော်ဒီအစွန်မြားနဲ့ကစားတဲ့ပတ်စဉ်1-0ရလိုက်မလဲအဝေးကနေသူရှုံးပြီးတော့ဂိုးပေးရတယ်ဆိုတော့လောလတ်ခါဘောင်ကတော့ဒီချန်ပီယံလိတို့အပါအဝင်ကြည့်မယ်ဆိုရင်မန်စီးတီးဖြတ်တန်းခဲ့တဲ့ပွဲစဉ်တိုင်းမှာဆိုရင်ဂိုးပေးရတာအများဆုံးပဲနော်နောက်ဆုံးစားတဲ့ပွဲစဉ်ချန်ပီယံလိလီဗာကူဇန်ရဲ့ပွဲစဉ်မှာတော့မလဲ0-2ရရလိုက်မလဲမစီး2ဂိုးပေးရတယ်လီဗာကူဇန်ဒါကြောင့်မို့ဒီနေထရပြန်ကြည့်မယ်ဆိုရင်မန်စီးဒီနေ့လက်ရှိပေးတဲ့ဂျေကလေးယူနိုက်တက်ကိုဂိုးပြန်ပေးရနိုင်ရင်ရှိလားကျွန်တော်ဈေးရရကျွန်တော်ကြည့်မယ်ဆိုရင်ဂိုးပေါင်းကြီး3လုံးပြား30ချုံကြီးကအလကားဖောက်တာမဟုတ်ဘူးနော် တကယ်တပတ်တပတ်သွင်းမယ်ဆိုရင်တော့ဘောကြီးနှလုံး90နည်းဖောက်တယ်ကိုပေါင်းကြီးသလုံးတည်ချင်းတင်းတင်းဖောက်လို့ရတယ်တကယ်တပတ်တပတ်သွင်းမယ်ဆိုကျွန်တော်ပြနော်ဒီနေ့ဒီပွဲစဉ်ကကျွန်တော်ခံမှန်းလို့ပြမယ်ဆိုလို့ရှိရင်ဒီပွဲစဉ်က3-1တော့မလားဒါမှမဟုတ်လို့ရှိရင်2-3တော့မလားလောက်ပဲကျွန်တော်တော့မယ်အနေနဲ့ကျွန်တော်ယူဆတယ်ဘာလို့လဲဆိုတော့လီယူနိုက်တက်ကိုပြန်ရနိုင်နေရှိတယ်ဘာလို့လဲရရနိုင်နေရှိလဲဆိုတော့လီယူနိုက်တက်ဖြတ်သန်းတဲ့ပွဲစဉ်နောက်ဆုံးကစားတဲ့ပွဲစဉ်4ပွဲမှာဆိုရင်ဘရိုက်တန်နဲ့ကစားတဲ့ပွဲစဉ်တစ်ပွဲပဲလီယူနိုက်တက်ကိုမရရှိခဲ့တာ เนาะသူဒီဘောနောက်တော့ဖရက်ကိုဂိုးရတယ်ရှုံးတယ်အဆွန်မီလာကိုဂိုးရတယ်ရှုံးတယ်ပြိုင်မသိအောင်အနည်းဆုံးသူ့ဂိုးကတော့အနည်းဆုံးတစ်လုံးနှလုံးကတော့ပြန်ရတဲ့အနေအထားမျိုးရှိရဒါကြောင့်မို့လက်ရှိမန်စီးတီးပေးတဲ့ဈေးတန်းရပြန်ကြည့်မယ်ဆိုတော့ဒီနေ့ပွဲစဉ်ကလီယူနိုက်တက်ကိုပြန်ရနိုင်ရင်ရှိရဘရာဇာတို့နှလုံး60နာရီဂိုးပေါင်းချင်းသုံးလုံးပြား30ရှုံးချင်းရသုံးလုံးမိုင်းနာပြနေတဲ့အောင်ကျွန်တော်ပို့ပြီးတော့ဂိုးပေါင်းကိုကြိုက်တာဘရာဇာတို့ဒါကြောင့်မို့သုံးလုံးတည်ကြည့်လို့ဖောက်မယ်ဆိုရင်တော့မနဲ့ပြောမယ်ဆိုရင်နည်းနည်းပါပါပြန်ပြီးတော့စဉ်းစားလို့ရသေးတယ်အမ်ဘော်ဒီ90တင်းတင်းပြင်းတော့ဂိုးပေါင်းအောက်တာတော့များတယ်ဒါကတော့ဘရာဇာတို့ကျွန်တော်အရင်တော့လည်းပြောဘူးတယ် ဒါကြောင့်လက်ရှိအနေထားကမစီဘောရင်တန်ကြီးတင်းတင်းလည်းမမဟုတ်သေးဘူးဒီနိုင်ကြီးကနော်နှလုံးတင်ကြတော့တင်းတင်းဖောက်မယ်ဆိုတော့အနည်းနဲ့များမစီကျွန်တော်ဂိုးပြက်တွက်လို့ရသေးတယ်မစီနှလုံးပြား60တန်းချင်းနှလုံးရွှေတော်ဗျာပြား60နိုင်နေပြီဗလားဒါလို့ပြား60ဆိုရင်နော်ပြောမစအပြည့်နှလုံးနီးပါးဖြစ်နေပြီဒါကြောင့်မို့အရှုံးမရှိတဲ့အတွက်ကြောင့်ဘူဂီဒီပေးတဲ့ကြီးကရိုးရှင်းလုံးပါလေဗျာနော်ကျွန်တော်ကတော့တကယ်တမ်းကြိုက်မယ်ဆိုရင်ဂိုးပေါင်းအပေါ်ပဲကျွန်တော်အကြံပြုပါလေဗျာနော်အကြံပြုမယ်ဆိုရင်မစီကျွန်တော်ဂိုးပေါ်ကြိုက်ပါလေဗျာနော်ကြဒါဆိုရင် အဲဒီနေ့မှာကျွန်တော်စုစုပေါင်း၃ပွဲရှက်ပြီးသားကြီး brother တို့ကိုကြားတဲ့ပွဲစဉ်ပြီးဒီ brother အချက်ချင်းတွင်ကစားပါကျွန်တော်ကပွဲစဉ်တိုင်းကိုဖြစ်နိုင်ရည်အရှိဆုံးရှင်းကပ်ပေးတဲ့သဘောမျိုးဖြစ်ပါတယ်ဗျာနော်ဒီပွဲစဉ်ကဒီလိုပြီးမယ်ဒီပွဲစဉ်ကဘယ်လိုပြီးနိုင်ဟိုပြီးသွားမယ်လို့ကျွန်တော်အတိအကျလို့ကျွန်တော်လည်းမသိပါဘူးဗျာဒါကြောင့်မို့ကိုကိုတိုင်းကြိုတင်ခံမှန်းနဲ့ရလက်ဖြစ်တဲ့အတွက်ကြောင့် brother တို့နည်း brother တို့အချက်ချင်းတူမှသာကစားပါအချက်ပြီးတော့မကစားပါဘူးဗျာနော်နောက်တစ်ခုကျွန်တော်ပြောချင်တာက online နဲ့ပတ်သက်ပြီးတော့ brother အနေနဲ့ online မှာဘလုံးအောက်ဖွင့်ကစားခြင်းတဲ့ညီကိုတရားကိုစမ်းကိုတိုင်ငွေကြေးအမကံမီကြောင်ညာပေးတဲ့ကုမ္ပဏီမှာတွားရောက်အောက်ဖွင့်ကစားလို့ရပါတယ်ဗျာเนาะမြန်မာတူတီတူတီကစားခြင်းတဲ့ညီကိုတရားရောထိုင်းဘက်နဲ့ကစားလို့ရသလိုမြန်မာငွေနဲ့လည်းကျွန်တော်တို့ကစားလို့ရတယ်စင်ကာပူကိုရီးယားတို့ဂျပန်တို့ညီကိုတရားလည်းဝေဘစ်ကေဘီမြန်မာငွေအကျပ်သုံးလို့ရလို့ရှင်ဒီ online ဘလုံးအောက်ဖွင့်ကစားလို့ရသလိုမြန်မာတူတီတူတီအစယုံကြည်စွာတင်ကစားလို့ရပါတယ်ဗျာเนาะကဲဒါဆိုရင်အော်နောက်ရက်ဆိုရင်မကြတော့ဘူးเนาะဒီပြောမှဆင်မနေ့ပြန်စပတ်ခါဆိုရင်ချဲကြီးလည်းထွက်တော့မှာသူတို့ကြီးထွက်တော့မှာဆိုတော့ဘာသာအနေနဲ့တကယ်လို့ စိတ်ဝင်စားလို့ရှိရင်ဟိုဒီကျွန်တော်ကိုစန်းကိုတိုင်ငွေကြေးအမခံပြီးကြော်ညာပေးတဲ့ကုမ္ပဏီမှာဘလုံးအပအဝင်2 3တင်ကစားလို့ရပါတယ်ဗျာနော်ကြည့်ဒါဆိုရင်ဒီနေ့မှလည်းကျွန်တော်စုစုပေါင်း3ဘွေရွှေ့ချက်ပေးခဲ့ပြီဆိုတော့ brother အနေနဲ့ကိုကြက်တဲ့ပွဲစဉ်ရွှေ့ချက်ပြီးကစားပါနော်ကျွန်တော်တက်တော့မှလည်းပြောမစင်တက်တော့အပရဲ့ညီကိုရေးလည်းကျွန်တော်တိုင် channel မှာဒီနေ့မောင်းကလေးတင်ပေးမှာဖြစ်တဲ့ကြောင့်ကျွန်တော်တက်တော့ profile ရဲ့အောက်လေးမှာ link ရှိပါတယ်ဗျာဒီ link နဲ့ဝင်ပြီးတော့ join ပေးတာပါဗျာနော်ကြည့်ဒါဆိုရင်အားလုံးကျေးဇူးများလေးဒီမှာလေးဗျာနောက်နေ့မှပြန်ဆုံကြမယ်နော်